လူတိုင်းကအထိကိုက်တံရဖြစ်ဖို့ကြမှာပါအဲ့လိုမျိုး ထိခိုက်တံရဖြစ်ပြီးဆိုလို့ရှိရင်လည်းမြင်မြန်ပြောက်ရှင်ကြတာများပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ထိခိုက်တံရတွေကိုမြင်မြန်ကျက်စေမယ့်စေနီးလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ။လူတိုင်းကခန္ဓာကိုယ်ထိခိုက်ပုံပဲခြံရာတွေကိုတကွေးမဟုတ်တကွေးတော့ကြုံနိုင်ပါတယ်။ခန္ဓာကိုယ်မှာထိခိုက်တဲ့ညာတွေမြ мян ချက်စီဖို့အတွက်ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့အာဟာရဓာတ်တွေကိုပို့ပြီးတော့လိုအပ်ပါတယ်။ဥပမာ အပူလောင်ခံရပြီဆိုလို့ရှိရင်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အရေဓာတ်တွေ၊တထုဓာတ်တွေနဲ့အရေးကြီးတဲ့ fatty acid တွေကဆုံးရှုံးသွားလိမ့်ရှိပြီးတော့ဒီဓာတ်တွေကိုအမြန်ဆုံးဖြည့်တင်ပေးဖို့အတွက်လိုအပ်ပါတယ်။ တရားတစ်ခုမြ мян ကျက်စီဖို့အတွက်အရေးပြပေါ်မှာရှိနေတဲ့ကောလဂျင်ကလည်းအရေးပါပါတယ်။ဒါကြောင့်ထိခိုက်တရားအမြန်ဆုံးပြန်ပြီးတော့ကောင်းမွန်လာစေဖို့အတွက်ဗီတာမင် A, ဖီတာမင် C ဖီတာမင် E နဲ့အဆင့်တက်တို့ကြွယ်ဝစွာပါရှိတဲ့အစာအစာတွေကိုစားသုံးပေးရပါလိမ့်မယ်နော်။ပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်တတ်ထူထက်များစွာပါရှိတဲ့အစာအစာတွေကိုလည်းအနာကျက်စေဖို့အတွက်စားပေးရပါမယ်။ပထမအဦးဆုံးတစ်ခုအနေနဲ့ဖီတာမင် E ကိုပြပြပေးခြင်းပါတယ်။နွားနို့၊ဒိန်ငယ်၊ထော်ဘက်၊ကျအုပ်အနှစ်အသည်၊ကြောက်ကန်အစီများတဲ့ငါးတွေမှာဆိုရင်ဖီတာမင် E ကကြွယ်ဝစွာပါဝင်ပါတယ်နော်။ဗီတာကယ်လိုရင်းပါဝင်တဲ့လိမ္မော်သီး ဖရဲသည်မုံလာဦးနီရွှေဖယုံသည်တရက်သည်ပန်းကော်ပြီးစိဒီလိုမျိုးအနီရောင်အဝါရောင်အစိမ်းရောင်တိရွက်တွေမှာလည်းကျွားစွာပါရှိပြီးတော့ဒီအစားအစာတွေမှာပါရှိတဲ့ပီတာဂယ်လိုရင်းကခန္ဓာကိုယ်ရောရရှိသွားမယ်ဆိုလို့ရှိရင်တော့ဗီတာမင် A ဖြစ်သူပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်အခုပြပေးခဲ့တဲ့အစားအစာတွေကိုလည်းစားပြီးလို့ရပါတယ်။နောက်တစ်ခုကတော့ဗီတာမင် C ပါ။အချင်းနဲ့ပါဝင်တဲ့အသီးအမျိုးမျိုးဇီးဖြူသည်ငရုတ်ကောင်စတော်ဘယ်ရီသည်မလက်ကာသည် ကြည်ဝီသည်ငရုတ်သည်ဒီလိုအသီးတွေမှာဆိုလို့ရှိရင်လည်းဗီတာမင်စီကကြောဝါစွာပါဝင်ပါတယ်เนาะမီးနဲ့အပူပေးပြီးတော့မှချက်ပြုတ်မယ်ဆိုလို့ရှိရင်တော့ဗီတာမင်စီကဓာတ်ပြည့်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ဗီတာမင်စီပါဝင်တဲ့အသီးတွေနဲ့အစားအစာတွေကိုတော့အစိမ်းစားပေးရပါလိမ့်မယ်เนาะနောက်တစ်ခုကတော့ဗီတာမင် E ပါအစိအစံတွေ ဥပမာဖာရန်စေနေကြစေလို့လိုမျိုးပါ အစေးစီများဥပမာတန်လွင်စီနေကြစီနှမ်းစီမြေပဲစီကျဲဥအနစ်နဲ့ထောက်ပတ်တွေမှာဆိုရင်လည်းဗီတာမင် E ကကြောဝါစာပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုလည်းစားပေးလို့ရပါတယ်နောက်တစ်ခုကတော့စင်တပ်ပါကမာကောင်ခယူကွန်ရွှေဖုံသည့်အစိတ်တွေမှာဆိုလို့ရှိရင်လည်းစီးတက်ကကြောဝါစာပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုအစအစာတွေကိုစားပေးရပါမယ် အပြောသည်ဖရဲသည်စပြစ်သည်အတိရွတ်ဟင်းဂျိုနဲ့ဟင်းဒီရဲ့ပေါင်းစုံဒီမှာဆိုရင်လေပိုတက်ဆီယမ်တက်ထုတ်တွေများစွာပါဝင်နေပါတယ်။ဒါကြောင့်အနာကျက်မြန်ဆင်းနေဆိုရင်တော့အခုပြပေးခဲ့တဲ့အစားအစာတို့များများဆက်သုံးပေးရပါလိမ့်မယ်နော်။ကယ်ဆီယမ်တက်ထုတ်ကတော့နိုးနဲ့နှုတ်ထွက်ပစ္စည်းတွေမှာကြောဝါစွာပါဝင်တဲ့အတွက်ကြောင့်မို့လို့အစီထုတ်ထားတဲ့နိုးနဲ့နှုတ်ထွက်ပစ္စည်းတွေကိုဆက်သုံးပေးမယ်ဆိုရင်တော့လိုအပ်တဲ့ကယ်ဆီယမ်ပမာဏတွေကိုရရှိနိုင်ပါလေနော်။ ထိခိုက်ဒဏ်ရာရရှိခဲ့မယ်ဆိုရင်တော့အရှိတက်ကိုခန္ဓာကိုယ်အတွင်းမှာထိန်းသိမ်းထားဖို့နဲ့အပိုဆူဆောင်းထားဖို့လိုအပ်တဲ့အတွကြောင့်မို့လို့စီးရွှင်စေတတ်တဲ့လက်ဖက်ရည်ကော်ဖီတွေကိုမတောက်ပါနဲ့နော်။ဘီယာအရက်ဓာရီကိုလည်းရှောင်ပါအပူလောင်ထားသူတွေနီလောင်ထားတဲ့သူတွေအနေနဲ့ကတော့ရေတက်ခန်းချောင်းမှုကိုပြန်လည်ဖြစ်တင်ဖို့အတွက်ရေအပအဝင်အရေးမင်းများကိုအချိန်မှန်မှန်နဲ့ခြားပြီးတော့မင်းများတော်တော်ပြရပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချိုလိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်